ြတ်နှံ့သွားတာလို့ဒီလိုတော့ဆိုရင်ဘဝကြီးမှာပြိယောဂါဆိုပြတ်နှံ့မှုလေလေအဲ့လိုပြတ်နှံ့ပြီးကြောက်ယောဂါကြီးပြတ်နှံ့တာမျိုးလို့အဲ့လိုယောဂါကြီးချစ်ပွားပြီးတော့လူတွေတေချာချေချာအဲ့လိုကပြတ်နှံ့တဲ့အချိန်ပိုင်းတစ်ခုကိုဒါရောဂံတလကလို့ခေါ်ယောဂါကြီးဖြစ်တဲ့အပိုင်းခြားတစ်ခုဒီခါတော့ဒီမှာစာယောဂါဆိုဖြစ်လိုက်သေးတယ်ခေါ်တာမှန်ပါဗျာဒီစိတ်ဒီပါမှာစာကိုစာယောဂါကို ကာလဆောက်ချောက်ဖို့ဆိုကွရန်တီးလေးတွေလုပ်သေးတယ်လေကွရန်တီးလေးကွရန်တိုင်းတွေလုပ်သေးတယ်အဲ့ဒါမျိုးတို့အတိုင်းအတာတစ်ခုဖြစ်ပေါ်လာလို့ကတ်လို့ခေါ်ဒါဝရောဂအန္တရာခတ်တာကတ်တော့ပါနောက်တစ်ခုကပါလို့အမနုတန္တရာကတ်အမနုတသာဘလူးတရေလူတွေမမြင်ရတဲ့အညာအဲ့ဒီတော့နေရာနဲ့တစ်ခါတစ်ခါကျတော့အနောက်ရှက်ပြီးတော့လူတွေမှာ ဒုက္ခလူတွေကိုဒုက္ခပေးရတယ်အဲ့ဒီလိုဒုက္ခပေးတဲ့အတိုင်းအတာတစ်ခုကိုဒါအာမလုတ္တနဲ့အခတ်လို့ခေါ်တယ်ဒါကိုကတ္တမလို့ပြောတာဒါကဘုရားတရားသာမန်ကတ္တမကိုရှစ်ခုရဲ့ပုဂ္ဂိုလ် wish အဲ့ဒီလိုအချိန်တိုင်းကြီးနေတယ်သူမကြုံမြင်ဘူးတဲ့ကျုံရင်အတော်တော့ရောက်တယ်ဟုတ်ကဲ့ကျုံပြီဆိုရင်အတော်တော့ရောက်တယ်ယောဂတစ်ခုဖြစ်ပြီဆိုရင်ဒီယောဂကြီးပြတ်သားမှာလဲဆိုတော့ကြောက် အဲ့ဒီအချိန်တိုင်းရင်သူမကြုံမရစေနဲ့လို့သူ့ရဲ့ဆန္ဒကိုထုတ်ပေါ်တာပယ်လေးပါကတ်သုံးပါပြီးတော့ပါနော်ရက်ရက်ရှင်းပါရက်ရက်ဆိုတာအယထာနာအယထေတာအပြစ်ဆိုတာမကောင်းတဲ့အိမ်ပါပေါ့အမှားတော့စာထဲမှာတော့အချိန်သာမဟုတ်တဲ့ non opportunity ပြောတယ်အခွင့်အခါမရတဲ့ရှစ်ကြိုးလို့ပြောတယ် အဲ့ဒီရှင်မျိုးဆိုတာဘာလို့ပြောရတော့လို့ဆိုတော့ဘုရားပွင့်နေတဲ့အချိန်မှာတဲ့လူပြေပါဘုရားပွင့်နေတဲ့အချိန်မှာလူတယောက်ဟာနေရကြနေမယ်ကဲတရားနာခွင့်ရတော့ဘုရားပါဘုရားအဲ့ဒါအဖြစ်တခုတရိစ္ဆာန်ဖြစ်နေမယ်ဘုရားပါဘုရားဟုတ်လားတရိစ္ဆာန်တက္ကသိုလ်လာတက်ချင်ဘုရားဟုတ် ပညာရေးကောင်းနေတဲ့အချိန်မှာသူကဘဝအကျိုးကြီးမကောင်းရင်ဒီအခြေအနေ opportunity တွေလွဲမကုန်ဘူးလားအဲ့ဒါကိုပြောရရပြစ်ရှစ်ပါဆိုတာခွင့်ရေးတွေကိုလက်လွဆုံးချုပ်နေတယ်အဲ့တော့ဘုရားပွင့်ပြီးတရားဟောနေတဲ့အချိန်မှာတဲ့ငွေရကြနေတဲ့လူပြောင်းမှာခွင့်ရေးဆုံးချုပ်နေတဲ့တရိစ္ဆာန်ဖြစ်နေတဲ့ပုဂ္ဂိုလ်ပြောင်းရတဲ့ခွင့်ရေးဆုံးချုပ်နေတဲ့ကိစ္စဘဝရောက်နေတဲ့ပုဂ္ဂိုလ်လည်းခွင့်ရေးဆုံးချုပ်နေတဲ့သုံးဟုတ်ကဲ့နောက်တစ်ခုတိတ်တန်းရှည်တဲ့ဖြစ်မှာ ဓမ္မလိုလည်းမှာကိုယ်ကာယဘောဓိတန်ရှိပြီးတော့အသိစိတ်မရှိတဲ့ဓမ္မလိုလည်းရှိအဲ့ဒါကိုအသင်ညတတ္တဓမ္မလို့ခေါ်တယ်။သူကအသိစိတ်မရှိစတက်ချူကြီးလို့စတက်ချူကြီးလို့ချက်တယ်။သူကဘာလို့လဲဆိုရင်သူကသူ့ရဲ့ mental power အမြဲတမ်းပြန့်ချန်တယ်။သူ့နဲ့ wish တာဖြစ်တာ။သူကဇာယပုဂ္ဂိုလ်ကြီးဒုက္ခဝါဒမှာဇာယပုဂ္ဂိုလ်ကြီးလို့ပြောသူကတွေးတယ်လေအတွေးလွဲတော့လည်းဘာတွေးလို့အားစားချင်တာလည်းဒီစိတ်အိတ်ချင်တာလည်းဒီစိတ် ာလို့ချင်ညာလို့ချင်စိတ်ကြောရှုပ်တယ်စိတ်မပိုင်ကောင်းတယ်သူတွေးအောက်ကစိတ်ကိုမလိုချင်ဘူးဆိုပြီးစိတ်ကိုမုန်းပြီးတဲ့တွေးတွေတွေးပြီးတော့စိတ်တော့မရလည်ဘူးလို့ဆိုတာသူ့ရဲ့စွမ်းရည်တန်တီးကသူ့လိုကောင်းတဲ့စွမ်းအားတွေကချက်တော့သူ့ဆန္ဒအတိုင်းဖြန်ပြီးပေးလိုက်တာစက်ကြီးဖြစ်နေတယ်အဲ့ဒီချိန်မှာလည်းကဲသူစိတ်မပါတော့တရားနာလို့ရအောင်မလားမရပါဘူးဗျာမရဘူးတင်ပရိုနီစတော့ သူ့ဘဝတစ်ခုလုံးကသိစိတ်ဘဝမရှိတော့ဓမ္မီလို့ခေါ်ဓမ္မီ subject ဆိုတာရှိတယ်နိ it is raining ဆိုတာအမျိုး it ဆိုတဲ့ကတ္တာကို subject ကိုဓမ္မီ subject လို့ခေါ်တာ it is raining ဘိုးရနေပြီ it is morning ဆိုတာမျိုးလို့ခေါ်အဲဒီဟာမျိုးကတကယ်ဆိုရှာမှုမရှိတဲ့ကတ္တာလို့ပြောနော်ဓမ္မီ subject အဲ့ဒါမျိုးလို့သူကနှစ်ပေါင်းများစွာရုပ်တုကြီးလို့ ဆိုင်ရာပုံပွားမှာတော့ဖြစ်နေတယ်။အဲ့ဒါတက်ခုအဲ့လိုပုံပုံမျိုးဖြစ်နေရင်သူကခွင့်လွဲပါနောက်တစ်ခုကျတော့သူကစိတ်ကိုပြင့်မပြင်းဘူးရုပ်ကိုပြင့်ပြင်းတယ်။ဟောမင်းစားတာလည်းဟောယုတ်ကြီးကြောင်။ခေါင်းကိုက်ရတာလည်းယုတ်ကြီးရှိလို့ခေါင်းရှိလို့ခေါင်းကိုက်တယ်၊ဘိုင်းရှိလို့ဘိုင်းတာနော်။ခြေတော်ရှိလို့ခြေတော်တာခေါင်းတွေပိုက်တယ်ခြေတော်တွေတခုမှမပါကောင်းတော့စိတ်လေးကြီးဆိုအေးချမ်းပဲပေါ်ထင်တယ်အဲ့ဒါနဲ့သူကလည်းပဲအစ်င့်င့်နဲ့ သဗ္ဗရာချင်းတွေချင်းပြီးအောင်မြင်ပွားရတဲ့အခါကျတော့ဟိုနောက်ဘုရားဘောင်းမပွားချင်းပါရပါပါရေးသွားပြီးတော့ဖြစ်တယ်ပေါ့။နန္တရားတွေဖြစ်တာအဲ့ဒါကိုအရူပကံမှာလို့ခေါ်တယ်။သူကအရူပစာရည်ရောဟိုအနောက်အဆင်းမြင့်တဲ့ဟိုသဗ္ဗရာချင်းတွေပွားရတဲ့ပုံပုံတွေနော်။အတွေးလေးတစ်ချက်လွဲသွားလို့ wish ကြီးလွဲသွား။လွဲသွားလို့သူ့လည်းပဲနာမတော်ပါတော့လည်းဘုရားတရားနာလို့မျက်စိတော်မပါတော့ဘုရားကိုလည်းလို့ပုံမလို့ အဲ့တော့တရားမနာရရင်ဘလုံးမအကျိုးတရားဆိုတာမရမှာနားလို့မျက်စိလို့ဆိုတာမီဒီယာပဲပညာကိုသင်ဖို့ရတဲ့မျက်စိလို့လည်းနားလို့လည်းမျက်စိနဲ့နားမပါဘူးလည်းစဉ်းစားကြည့်ရင်လက်ကလေးနဲ့စမ်းသင်ရတဲ့ပညာတော့ရကောင်းရအောင်ဒါတော့နားမှမရမယ်ချင်းနော်မှန်ပါဗျာအဲ့တော့ပြည့်ပြည့်စုံစုံဆိုတာဖြစ်နိုင်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကဥက္ကယဘောရီကြီးမပါဘဲနဲ့စိတ်ကြီးဖြစ်နေတော့ တက္ကံကလည်းတက္ကံရှိဆရာတွေဖွင့်နေတော့ဖွင့်ဥပါဒယမန္နာအော်လွတ်သွားဆိုတော့ဘယ်နှခုရှိပါလဲ၄ခု၄ခုရှိပါပြီနော်နောက်တစ်ခုကပါလို့ဆိုလို့ရှိရင်ဘုရားဖွင့်နေတဲ့အချိန်မှာတဲ့ဒီလူကဘာလဲမယဲအတရိဆိုင်ရဲ့ပြိတ္တာရဲ့တက္ကံရှိတဲ့ပြမဖြစ်နေတာလေ၄ခုရှိပါပြီနော် ဒါပေမဲ့သူကဘယ်မှာလာဖြစ်တယ်ဆိုခရီးပွင့်တဲ့နေရာမှာမဖြစ်ပဲနဲ့တကယ် remote area မှာတောတောင်ချောက်ကွားထဲမှာသွားပြီးတော့ဖြစ်နေတယ်ဆိုတော့တွေ့တဲ့နေတဲ့ခေတ်ကြီးကိုဒီမတွေ့နိုင်ဘူး။အဲဒီပုံကလည်းရှင်းအခွင့်အရေးလွှဲထားတဲ့ပုံကတော့ခုပဲတဲ့ဥမေ။နောက်တစ်ခုကခရီးပွင့်တဲ့ဒေသမှာတော့သူဖြစ်ပါရဲ့အသိဉာဏ်မရှိတဲ့ပုံကဖြစ်နေတယ်ဘယ်လိုမှတရားဟောလို့လည်းရမှာမဟုတ်ဘူး။ ဆောအနာမကြလို့မှမလို့ဖြစ်နေတယ်။ဟောဒီပုံကလည်းအခွင့်အရေးတစ်ခုမိလာနိုင်ဖို့လေ။နောက်တစ်ခုကသူကဘဝတစ်ခုမှာဒီအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ခဏကဆောအနာမကြဖြစ်နေတယ်အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဖြစ်နေ။နောက်တစ်ခုကအသိဉာဏ်ရောရှိတဲ့အယူဝါဒတွေဝဲမားနေတဲ့ပုဂ္ဂိုလ်ဖြစ်နေ။ဟောဒီပုဂ္ဂိုလ်ကလည်းအခွင့်အရေးတစ်ခုမရနိုင်ဘူးလေ။ နောက်တစ်ခုကသူကအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တော့ဖြစ်ပါရဲ့ခရားကမဖွင့်ဘူးတဲ့သာသနာ့မှာဖြစ်နေတယ်ဆိုတော့သူလည်းပဲအဖွဲ့ရင်းလို့တဲ့ပုဂ္ဂိုလ်အာလုံးရှိခုအဲ့ဒါကိုရပ်ရစ်ချက်ပါလို့ပြောတာပါဟုတ်အဲ့တော့သူခွေးတို့တရားချင်းငယ်သူတော်စင်ပြိတ္တတဲ့ရပ်ရစ်ချက်ပါကလွတ်နေကြတယ်ဟုတ်လားဟုတ်ပါပါတသိလိုက်ကောင်းနားလိုက်ကောင်း သာသနာဆောင်ရတဲ့နေရာမှာလည်းလူဖြစ်တယ်၊ဘုရားတရားတော်ကိုလည်းနာခွင့်ရကြတယ်၊จิตသုံးခွင့်ရကြတယ်ဆိုတာအခွင့်ကောင်းကြီးတစ်ခုပဲပေါ့။ opportunity ရှိတယ်ဟုတ်ကဲ့မှန်ပါဗျာ။အဲတော့အဲ့လို opportunity တွေကောင်းနေတာနဲ့မလို့ရင်မတော့ကိုယ့်ဖြစ်ဖြစ်တော့မယ်၊ရပ်ဖြစ်တော့မဟုတ်တော့ဟုတ်ကဲ့။ရပ်ဖြစ်မဟုတ်ဘူး၊လူဖြစ်ဖြစ်ဖြစ်တော့မှာဟာနော်။ဒီကောင်းကြီးရပ်ဖြစ်ရှိပါဆိုတာ အဲ့ဒီလိုဘဝမျိုးရောက်နေပါစေနဲ့ပေါ့ဘုရားခွင့်တဲ့အချိန်လေးမှာအပြစ်မလွတ်တဲ့ခွင့်ရေးဆုံးရှုံးတဲ့ဘဝမျိုးမှာမဖြစ်မရနိုင်နဲ့လို့ဒီလို wish ထားတာပြောနောက်တစ်ခုကပါလဲအေးရန်သူကျုံးမှာဆိုတာလည်းပတ်သက်လာလို့ရှင်တော့စာပေကဆိုတဲ့အတိုင်းမဟုတ်ပဲနဲ့မြန်မာပြည်သိနေကြတာဒါရန်သူကပါဆိုတာစာပေကျမ်းမှာဒီရန်သူကပါဆိုတာလူရဲ့ရန်သူကိုပြောတာမဟုတ်ဘူး လူတွေပိုင်ဆိုင်တဲ့ပစ္စည်းဟာတဲ့ဟောဒီအဖြတ်၅မျိုးနဲ့ကြုံတွေ့နိုင်တယ်လို့ပြောတာဆိုလိုခြင်းကတန်ပြေမှာပါဆိုလူယဉ်ကျန်သူမဟုတ်ဘူးတပည့်ကပြောတယ်လူယဉ်သူလို့ပြောတယ်ပြောပေါ့တကယ်တော့လူယဉ်သူကိုပြောတာမဟုတ်ဘူးပစ္စည်းတွေဟာကိုယ်ပိုင်တဲ့ property တွေဟာဟောဒီအဖြတ်၅မျိုးနဲ့ပျက်စီးသွားနိုင်တယ်လို့ပြောတယ်နော်စာပေမှာယဉ်သူဆိုတဲ့အတုံးနဲ့ကိုမတော့ဘူး အဘိသာဂရဏဘောကလူရဲ့အတုံးတော်ပစ္စည်းတွေကအဖြစ်အပျက်ဆက်ဆံနေတယ်။မိလာရင်ပုံမယ်လို့ပြောတာနော်။မိလာရင်လည်းပါသွားနိုင်တယ်။ရေရောလို့ချိန်လည်းပါသွားနိုင်တယ်။ပစ္စည်းဆုံးရှုံးတာတွေလည်းပတ်သက်ပြီးတော့ဆုံးရှုံးရဲ့အကြောင်း၅မျိုးလို့ဆိုလိုတယ်။ရေ၊မီး၊မင်းဆိုတာတိုင်းပြည်အုပ်ချုပ်တဲ့ပုံကိုယ်တွေကပစ္စည်းတွေကိုသိမ့်ဝင်လည်းပါသွားနိုင်တယ်။ရေ၊မီး၊ခိုးတို့ အခုကိုင်းနဲ့ပါသွားမယ်ပစ္စည်းကိုဆက်ခုနလူရဲ့ရံပြီဆိုတော့ကိုကတော့ဟုတ်လားပစ္စည်းတဲ့ကိုင်းရင်လူဘာမှဖြစ်ပါဘူးလိုက်သွားတယ်ခါလဲခံပေါ်တယ်ဒါအဲ့တော့ပစ္စည်းရဲ့ရံကိုကိုပြောလို့လားပစ္စည်းတွေကဒီ၅မျိုးနဲ့ပျက်စီးနိုင်တယ်လို့ပြောတယ်နောက်တစ်ခုကယင်းမီမင်းခိုးသူမချစ်မနစ်လက်အပ်တော့သူဆိုတာစကားမပြည့်စုံဘူးအမှန်ပြောရမှာမချစ်မနစ်တဲ့အပ်တော့အမွေခံသားဆိုးသမီးဆိုးလို့ဖြည့်ဖြည့်အောင်ပြောတယ် ရေမင်းလေးကိုသူမချစ်မနှက်တဲ့တော့သူလို့ဆိုရင်ကျန်တဲ့ကချစ်နေတဲ့အတိုင်းမျိုးချင်းနေတယ်။အဲ့ဒီနောက်ဆုံးတော့ကအမွေကန်သားသမီးကိုပြောတာနော်။အမွေကန်သားသမီး။ကဲအမွေကန်သားသမီးဆိုရင်မနေမုန်းမနေမှာအမွေကန်သားသမီးကလည်းပစ္စည်းဥစ္စာတွေကိုဖြည့်ဆည်းတတ်တယ်လို့ပြောတာ။အဲ့တော့ပစ္စည်းဖြည့်ခြင်းအကြောင်း၅မျိုးလို့ဒီလိုပြောတာကိုရန်မျိုး၅ပါးလို့ပြော။စာပေထဲမှာပါတဲ့တကယ်ရန်မျိုး၅ပါးဆိုရင်ဘာလို့ဆိုရင် ပါဠိပါဒသူများအသက်တတ်တဲ့အမှုတို့မှာယန္တုတပါအာရိနာကသူများဥစ္စာခိုးတာယန္တုတပါကာမိတုပိစ္ဆာသာသူတော်ဘာသာမြတ်ဖြစ်ပါတဲ့အမှုတို့ဟာယန္တုတပါဘုဒ္ဓဝါဒလိညာပြောတဲ့အမှုတို့ဟာယန္တုတပါသူရမေရအယက်ဒိသာတောက်ဆုံးတဲ့အမှုတို့ဟာလည်းယန္တုတပါရှင်ဒီလိုမှာပါဆိုအဲ့ဒီ၅ပါးတိလာချင်းတော့ပေါက်ပြတဲ့အခုတို့တွေကိုရှင်ဘူးလို့စာပေလဲမှာပါ တုံးခုနကယန္တိမာပါဆိုတာပစ္စည်းလေးပါပစ္စည်းကိုဖြစ်စီးလိုက်တဲ့ဉာဏ်လို့အကြောင်းတရား၅မျိုးလို့ဒီလိုမှတ်ရတယ်ဒါမှအမှန်ဖြစ်တယ်နော်ဘုလိုဉာဏ်နဲ့ကမှအမှားကြအမှန်ဖြစ်ဆိုတာအစဉ်လာကြီးမှတ်လာတာဖြစ်တော့ဒီယန္တိကလူယန္တိလို့ဖြစ်နေတယ်တကယ်ကတော့ပစ္စည်းပြည့်ခြင်းအကြောင်းလို့၅မျိုးကိုဆိုလိုတာမှလို့ဒီလိုမှတ်ဟုတ်ကဲ့ ပါဠိမှာမချစ်မနှက်တဲ့အတော်သူလို့ဒီလိုမပါဘူးအပိယဒါယဒမချစ်မနှက်တဲ့အမေကန်တာဆိုတဲ့ဒီလိုအဲ့ဒီကောင်မှပြည့်စုံတယ်ပစ္စည်းလေးပစ္စည်းတွေဟာညာနဲ့ဖြည့်ဆည်းနိုင်တယ်လို့ပြောတယ်။ဒါပြည့်ကြတယ်ကောဘောဟုတ်တာ။ဟုတ်တယ်။အိမ်မှာရှိတဲ့သာသမီကလည်းချုံပြင်းပစ္စည်းတွေကောင်းတာပဲလေ။ဒီပြင်းကလာဖြုံးတာမဟုတ်ဘူး။ဒီပြင်းကလာဖြုံးတာခေါင်းလာလို့ကိုယ်တခိုးလို့နေတယ်ပေါ့။ ချုပ်နိုင်တာပေါ့ဟုတ်ကဲ့။ဒါကြေတို့မီးတို့အဖြစ်ရှိနိုင်တာပေါ့။အတွင်းကြတော့ခဏကအမွေကသားတို့မီးတို့အဖြစ်ရှိတာ။ဒါပစ္စည်းပျက်စီးခြင်းအကြောင်းပါမျိုး။အဲ့ဒါတည်းပြန်လို့မျိုးမှာပါလို့ပြောလို့သုံးလုံးနေကြပါလေ။ကဲနောက်တစ်ခုကပါတော့ဝိပဿနာတရားလေးပါဝိပဿနာဆိုတာဖိလျာဆုံးရှုံးရင်းသတိကျလူးစ်ဖိလျာ que ce monde sera Aujourd'hui, nous sommes dans le monde, mais nous sommes dans le monde. Si nous sommes dans le monde, nous sommes dans le monde. 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 Kala vipati. Kala sera, et c'est un kala vipati. Et si nous sommes dans le monde. Nous sommes dans le monde. ခက်ကောင်းတယ်ခက်မကောင်းတာနှစ်မျိုးရှိပညာသင်ကြားတဲ့အခါမှာလည်းခက်ကောင်းနေမှာပညာသင်ကြားလို့ပုံပြီးတော့အဆင်ပြေတယ်စီးပွားရာသာလည်းခက်ကောင်းနေတဲ့အခါပုံပြီးတော့အဆင်ပြေတယ်ပေါ့ခက်မကောင်းတဲ့နေရာစီးပွားရာတဲ့နေရာပြေတဲ့လူတို့ရှိတယ်ပေါ့သူ့အတွက်တော့အကောင်းဆုံးပြောနော်ခက်ဆိုတာဟာအကျိုးပြုတဲ့ကာလတပ္ပတိဆိုတာအကျိုးပြုတဲ့ခက်အချိန်ကြီးဖြစ်ရတယ်အချိန်အားဆိုတာရှိရတယ်ဆိုတော့ အဝမလေးတွေဖွင့်ထားပြီးတော့လှမ်းနေတယ်ဆိုလို့ရှိရင်အချိန်ကဘယ်အချိန်မှကောင်းတော့မလဲ။ဒီနေ့ဒီရက်ချင်းကောင်းတော့မလဲ။အဲ့ဒါမျိုးကိုဆိုတာကာလတံပတ်တိ။နော်။ကာလတံပတ်တိဆိုတာတိပင်းလေးတွေစိုက်တဲ့အခါမှာဆိုလို့ရှိရင်ဘုရင်ဘုရားဒီမှာစိုက်အင်စင်ပြေတယ်ပေါ့။ဒါမျိုးကကာလလို့ခေါ်ကာလကအထောက်အပံ့ကျုပ်ကာလဝိပတ္တိဆိုလို့ရှိရင်အချိန်ခါမဟုတ်ဘဲနဲ့လောက်တယ် ညကြတော့မှအာနာသွားပြီးတော့နှမ်းတယ်နေ့ကျင်ပြည့်ချိန်မှာဘလုံးဝတဲ့ညကြမှာဘုရားနာကရာမျိုးအမျိုးဖြစ်တတ်တယ်ဘုရားရဲ့မှာဘုရားနာကရာမျိုးလိုဖြစ်တတ်တယ်ဒါကလကလဘုတ်အတ္တိလို့ခေါ်တယ်အချိန်ကအချိန်ကမဟုတ်လို့ရှိရင်ဘယ်နေရာမှာဘယ်လိုလဲဖြစ်နိုင်မှာဘူးတဲ့ဒီလိုဆုံးလို့ဆိုတော့ဘုရားပွင့်တဲ့အချိန်ကကာလသမားဘုရားမပွင့်တော့ဘူးဆိုတဲ့အချိန်ကကာလသမားဒီမဟုတ်ဘူး ပညာသင်တဲ့ပုဂ္ဂိုလ်ကပညာရေးခစ္စားပြီးပညာရေးအားပေးနေတဲ့အချိန်မှာဆက်တာကာလတ္တတိကိုခေါ်ပညာသင်တဲ့ပုဂ္ဂိုလ်ကိုတိုက်စားလို့ရတယ်ပညာသင်လို့ရတယ်ဒါကာလတ္တတိအဲ့ဒါကိုချက်ပြီးတော့ချိန်ပေါ့ဘုလုံးတဲ့လုပ်ငန်းအတွက်ချိန်ခါဆိုတာရှိတယ်ပေါ့နောက်တစ်ခုကကတိဝိပ္ပတိကတိဝိပ္ပတိဆိုတာက d e s t i n a t i o n ကတိစ d e s t i n a t i o n ဘဝရဲ့နောက်ဆုံးသွားရမယ့်ဖန်တဲ့ခရီးတစ်ခု d e s t i n a t i o n အခုရလာတာဒီဘဝမှာဒါ d e s t i n a t i o n ကိုဒီဘဝကရဲ့အဆုံးပဲအဲ့လိုရလာတဲ့ဘဝတစ်ခုဟာပြည့်စုံတဲ့ဘဝမှာဖြစ်ခဲ့တဲ့ကြာဆုံးပြီးတဲ့ဘဝမျိုးဆိုလို့ရှိရင်ဒါကတိဝိပတ္တိလို့ခေါ်တယ်ဥပမာဆိုရလို့အဲ့ဒါကတော့ကောင်းမွန်နေတဲ့ ခေကောင်းကာလာကောင်းကြီးထဲမှာကိုကတရိษံဖြစ်နေတယ်ဆိုလို့ချင်းလူတွေအခွင့်ကောင်းကောင်းနေတဲ့အချိန်မှာကိုကတရိษံဖြစ်နေမယ်ဆိုရင်လူတို့အခွင့်အရေးကောင်းနေရနိုင်မှာမလားရနိုင်ပါဘူးဗျာကတိကပြည့်စုံနေတာခွင့်ဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ကဘလို့မှကိုယ်လူတွေရမှာမဟုတ်ဘူးဟုတ်ကဲ့နော်ဒီရေလည်းမရနိုင်ဘူးဒီဒီလည်းမရနိုင်ဘူးဘယ်လိုမှသူကဒါကတိဝိပ္ပတ္တိလို့ခေါ်ကတိဝိပ္ပတ္တိ ဒါကိုပြောတာနော်ကတိကအချိန်ကြီးမပေးဘူးပေါ့ကဲနောက်တစ်ခုကဥပတိဝိပတ္တိဥပတိဝိပတ္တိဆိုတာဥပတိဆိုတာလူရဲ့ယုတ်ကြည်ကိုခန္ဓာခန္ဓာကိုယ်ရဲ့အနေထားတစ်ခုဥပတိလို့ခေါ်အဲဒီဥပတိဝိပတ္တိဆိုတာဘာလို့လဲမျက်စိတစ်ဖက်ကန်းနေတာဟုတ်လားခြေတော်တစ်ဖက်ကျိုးနေတာမတမ်းမစွမ်းဖြစ်နေတာဒါတွေကဥပတိဝိပတ္တိလို့ခေါ်တယ် ကဲသူကဘယင်းရဲ့သားတော့ဖြစ်ပါရဲ့ဒါပေမဲ့မျက်စိကလေးကပြည့်နေတယ်ဆိုတော့သူမင်းမြောက်ပါမှာမြောက်ပါဘူးမြောက်တော့ဘယင်းသားဖြစ်ပြီလဲလို့မျက်စိကန့်နေပြီးတဲ့ကြောင့်ဘယင်းမဖြစ်ဘူးအဲ့ဒါဥရိဝေတ္တိလို့ပြောတာနော်ခန္ဓာကိုယ်တစ်ခုမှချုပ်ရင်းနေပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဘလောက်ပဲတောတောထိတ်တန်းကိုမြောက်နိုင်တော့ဘူးဒါဥပရိဝေတ္တိလို့ပြောတာနော်နောက်တစ်ခုကအားလည်း ပယောကဝိပတိပယောကဆိုတာလောဘပယောကလောဘဆိုတာချုပ်ရင်းသွားလို့ရှင်မအောင်မြင်နိုင်ဘူးပညာသင်ကြားနေကြတဲ့ပုဂ္ဂိုလ်တွေတူတူပဲကြောင်းတက်ကြတယ်ပုဂ္ဂိုလ်တယောက်ကမကြိုးစားဘူးဆိုရင်သူပယောကဝိပတိသူလောဘမှာမလုပ်ဘူးစာကျက်မှာမကျက်ဘူးအတ္တမှာမလိုက်ရမှာမလိုက်ဘူးလုပ်နေလို့တိုက်တာကမလုပ်ဘူးဆိုရင်ဒါပယောကဝိပတိပဲ ဘေဘဝိပဿနာဖြစ်လာလို့ရှိရင်သူ့ရဲ့ဒီမှတ်ချက်မပေါက်ရောက်တော့နော်ခန္ဓာကျမ်းမှာသွားပြီးတော့ဝဲရတဲ့ပုဂ္ဂိုလ်ရှိတယ်အဲဒီကအဖာပြေရဆရာဝန်ကြီးတွေဝဲရပြီးကျမ်းလာတဲ့ပုဂ္ဂိုလ်ရှိတယ်လို့ဝဲမရပဲနဲ့ကျမ်းလာတဲ့ပုဂ္ဂိုလ်ရှိတယ်ဘာလို့လဲတော့ခဏပြောကဝိပ္ပတိကြောင့်မကြိုးစားဘူးအဲ့လိုမကြိုးစားလို့မအောင်မြင်တာတွေလည်းရှိနိုင်တယ်အဲ့တော့ဝိပ္ပတိတရား၄ပါးဆိုတာအဲ့ဒါကိုပြောတာကာလဆိုတာလည်း ချုပ်ရင်ပျက်စီးမှုမရှိသေးရဘူးတဲ့မရှိဖို့လိုအပ်တယ်ပေါ့ဘုရားရတဲ့ခုအောင်မြင်ဖို့အတွက်ဒီဒီသေးသေးကပြည့်စုံမှာချုပ်ရင်နေလို့ရှိရင်ခေတ္တဖြစ်နေလို့ရှိရင်မအောင်မြင်နိုင်ဘူးလို့ဆိုတော့အောင်မြင်တော့မှချိန်တန်းမရောက်ဘူးပြောနော်အချိန်ခါလည်းကောင်းတယ်ဘဝအနေထားလည်းကောင်းတယ်နော်ကတိသမ္ပတိဘဝအနေထားလည်းကောင်းတယ်ဥပရိသမ္ပတိရုပ်ဆင်းခြင်းကလည်းပြည့်စုံတယ် ပေယောဂသမတိကိုယ်ကလည်းကြိုးစားရဲဆိုရင်အောင်မြင်ဖို့အထွတ်ထိပ်ကိုရနိုင်ပါတယ်ဒါကိုပြောတာဒါကဝိပတ္တိတရား၄ပါးလုပ်ရသည်ဆိုတော့သဗ္ဗတိတရား၄ပါးနဲ့ပြည့်စုံရစေလို့ဒီလိုပြောလို့ရင်းပဲเนาะနောက်တစ်ခုကပါတော့သတ္တနာတရား၅ပါးတဲ့ယတနာဆိုပျက်စီးတာဒီလိုပျက်စီးတာဆုံးရှုံးတာပျက်စီးမှုဆုံးရှုံးမှု အဲ့ဒီဆုံးရှုံးမှုတက်စင်းမှုက၅မျိုးရှိတယ်တဲ့။ဘာတွေရောဆိုတော့နမတိကညာတိဖြဒနာဆွေမျိုးတွေပျက်စီးသွား။ဘောကဖြဒနာဘောကစိစဉ်ဥစ္စာတွေပျက်စီးသွား။ဥပ္ပန်ဆိုင်ရာတွေပျက်စီးသွား။ရောဂဖြဒနာယောဂဝေဒနာဖြစ်လို့ပျက်စီးရတယ်။တိလဖြဒနာကိုခြင်းတရားပျက်စီးတာ။ ိဋ္ဌိကြံတာမှန်ကန်တဲ့အမြင်တစ်ခုပြည့်စုံသွားတယ်။အမြင်ပြောင်းသွားတယ်။ဘုရားဗလာနဲ့ရှားပါလားပြီးသွားတယ်။မင်္ဂလာနဲ့အမြင်တစ်ခုအနေနဲ့မှားရတဲ့အမြင်တစ်ခုကိုသွားပြီးတော့ယူတယ်။ဟောပျက်စီးမှု၅မျိုးကိုပြောတာနော်။အဲဒီပျက်စီးမှု၅မျိုးထဲမှာရှိညာတိယတနာဆိုတာကိုယ်မှာနေကြတာဟုတ်လားအမေရဲ့အဖေရဲ့ကိုယ်တော်ဦးဒီတော့တာတုံးတော်ဦးဒီတော့သမီး မြေတည်သွားတယ်ဖေရဲတည်သွားတယ်ဓာညာတိပြသနာသုညသာတိတွေရှိတယ်ကုံပုံပြီးကိုလျောက်ခဲကြံသွားတယ်ညာတိပြသနာအဘိုးစေတိတ်မရှိတော့ကိုမှဆွေမျိုးတွေကကိုကပမာရီယာပြည့်တဲ့ကောင်ကတကောင်ကျဲတပြက်နဲ့ဖြတ်တော်မှာတကောင်နဲ့ဆိုကိုက်ပြီးခင်ကြည့်ရအဲ့တော့ဒီလိုဆွေရည်မျိုးတွေအားကိုးရတဲ့ဆွေနဲ့မျိုးနဲ့နေရတာဆွေရည်မျိုးတွေပျက်စီးပြီးတော့သေဆုံးသွားတာဟာ ဗာမြာတိတ္တနာလို့ခေါ်တယ်။ပတ္တာစာရာဝိလို့ကြားပြီးတော့ခေါ်တာဗမာလေးကတော့ပတ္တာစာရီလို့ပြောကြတယ်နော်။အဲဒီပတ္တာစာရီကဆွေမျိုးတွေကုံသွားတာလေ။ပရမဂန္ဓုအင်္ဂါဆုံးသွားတယ်။နောက်ကလေးမြောက်ဆုံးသွားတယ်။နောက်ကြအမေရောမေရောမောင်ရောဆုံးသွားတယ်။ရောက်မှဖြစ်တော့ဒီကြောက်နဲ့ဖြစ်တယ်။အယူမှတော့ရောက်သွား။တဏှာတိယတ္တနာ။အဲ့ဒါမျိုးဆိုတော့အဲ့ဒီလိုယတနာမျိုးနဲ့လည်းမကြုံကြရစေခြင်းနဲ့ ဝိရှိဖြစ်ပေါ်ကြ။နောက်ญาတိယတနာဘောကယတနာဆိုတာကြုံဘူးကြပါလိမ့်မယ်တချို့ကတော့မကြုံဘူးနဲ့ကြားဘူးတဲ့ပေါ့။ချမ်းသာတဲ့ပုဂ္ဂိုလ်တွေတရှိရတဲ့ကုန်းဆောင်မိလောင်တဲ့ပါသွားတာလို့ရင်ပြောတဲ့ပါသွားတာအသိခံရတာလို့ခိုးခိုးသွားတာလို့ပရိမာနဲ့သာမီးရဖြုံလိုက်လို့တထေးကြီးကဆင်းရဲသွားတာလို့ဟုတ်တယ်လားအဲ့ဒါတွေကဘောဂပြတနာလို့ခေါ်တယ်ကိုရှိတာတွေကုန်သွားတာ လောကဗျာဒလာနာဆိုတာသူကတော့ချမ်းသာပါလေဆွေမျိုးတွေနဲ့ရှိနေတိုင်းပဲကျောင်းကဖြစ်ကျောင်းကသုတ္တမယာကိုအင်ကီဝရေကောကိစ္စယောအလိုအမျိုးဖြစ်တဲ့ဒီလိုယောဂကိုချစ်ပါတဲ့ဆိုတာပျက်စီးမှုကိုယ်ရဲ့ပျက်စီးတာပညာလည်းတင်လို့မရတော့ဘူးစီးပွားလည်းလုပ်လို့မရတော့ဘူးယောဂဝိညာဉ်ကြီးဖြစ်တာဒါကိုလောကဗျာဒနာလို့ခေါ်တယ်နော်နောက်တစ်ခုကသီလဗျာဒနာ လူတွေကဒုက္ခရောက်အောင်ပြီးတော့ငိုကြကြိုးကြတာကဗာရဲပုံညာပြတတ်တာလို့ဆိုသူပြောတဲ့တိတ္တဒီဒီနီဒါတိယဗလာဆွေမျိုးတွေတည်လို့ရှိရင်ငုံတယ်ဘောဂဗျာဒနာပစ္စည်းဥစ္စာတွေကုန်ရင်လည်းငုံတယ်ရောဂဗျာဒနာရောဂဖြစ်ရင်လည်းငုံတယ်ဟုတ်ကဲ့ဒီဗျာဒနာတဲမှုကိုတိတ်ကြောက်မကြောက်တာနောက်တစ်ခုတိတ်မကြောက်ဘူးတိတ္တဗျာဒနာကိုရှင်တရားပြည့်စင်းတော်ရင်ကိစ္စရှင်သေးသေးပဲဟုတ် ်တရားကြာတာကိုကျင်တရားပြည့်စုံလာပြည့်ကိစ္စရှိဆိုတော့ပြုံးမပြည့်ဘူး။နောက်ဒိဋ္ဌိဉာဏ်ကအယူဝါဒပြောင်းတဲ့ကိစ္စရှိခင်ဗျားရဲ့လို့တောင်ခင်နေနော်။ယေရှုဘုရားကဟောတာကအေးညာတိပြဿနာဘောဂပြဿနာရောဂပြဿနာဒီရှင်းဆုံးမှကြောင့်လုံးရဲ့ကြာဘူးတဲ့အပေမရောက်ဘူးတဲ့။တန်တရားမှာမဆင်းရဲနိုင်ဘူးတဲ့။ဟောဒီနောက်နှစ်ခုပြည့်စုံကိုနစ်နာတယ်ဒါပေမဲ့ လူတွေနဲ့တရားဟောတာနဲ့တခြားရှင်ဖြစ်လူတွေကနောက်နှခုကိုပြုံးမဖြစ်ဘူးခဲ့နောက်နှခုပြဲလို့ကတော့အပြုံးမဖြစ်ကြဘူးမိုးရဲလူပြောင်းသွားဖြစ်ဘူးငါငါမသိတာကျိုးသွားလို့ဆိုပြီးတော့မုန်းနေတယ်ပြောင်းသွားဖြစ်ကြားလို့ဘူးပေါ့လေအယူအဆပြည့်စုံသွားလို့မုန်းနေတယ်ဆိုတဲ့လူတွေပြောင်းသွားကြားလို့အရေးကြီးတော့ကအဲ့ဒီနှခုကကိုယ်အရေးကြီးတယ်တဲ့ဉာဏ်ကတော့သဘာဝပဲတတ်နိုင်တယ်ဟုတ်တယ် အရေးကြီးဆုံးထိရမှာကသီလပြဿနာနဲ့ဒေသပြဿနာဖြစ်เสียရဘူးတဲ့ကျန်တာကတော့တနေ့တော့ခြုံတတ်တာဘူးသိပြီဆိုရင်ကြမရှိပါဘူးတဲ့ကျန်တာကတခဏတွေ့ကြုံနေအောင်ပါသီလပြတ်သွားပြီဆိုရင်ထိုသီလပြတ်မှုကိုအကြောင်းပြုပြီးပင်ငယ်ရဲ့မှာဒုက္ခရောက်တတ်တယ်ကိုချင်းတရားပြတ်ပြီဆိုရင်ဒုက္ခရောက်တယ်ဒေသပြဿနာမှန်ကန်တဲ့အမြင်ကနေပြီးတော့မမှန်ကန်တဲ့အမြင်တွေကိုဆွဲကြိုက်ပြီးဆိုရင်အဲ့ဒီအယူဆအရာ ဒုက္ခတွေရောက်နိုင်တယ်ဆရာတည်းကြီးကအဲ့ဒါနှစ်ခုကအရေးကြီးတယ်ဆိုဆရာကပြောပါတယ်အေးပေါင်းလိုက်တဲ့အခါကျတော့တာလေကလူတွေမကြုံတွေ့ခြင်းညာတဲ့အရာတွေပေါ့အပေလေးပါကတ်၃ပါးရပြီ၈ပါးရပြီ၅ပါးဝိပဿနာလေးပါးယသနာတရား၅ပါးတို့မှာအခခတဲ့ကိန်းကြွယ်ရေးဆိုတာလွတ်ချင်တဲ့အာဟုတာဆိုပါလေ ဲ့ဒါတွေကလွတ်မြောက်ပြီးတော့မေတ္တရာကိုယ်တရားနိဗ္ဗာန်တရားတွေကိုရရှိရမှာလို့ဒီဒီလိုဆုတောင်းရတာဖြစ်ပါတယ်။အေးဒါကြောင့်မလို့ဒီဩကာသရှင်းလင်းချက်နဲ့ပတ်သက်ပြီးတော့တော်တော်လေးနဲ့အိမ်ပဲပြည့်ပြည့်စုံစုံရှိပါပြီ။ဘုရားဘာသာဝင်တော်စင်တို့အနေနဲ့ဒါတွေကအထက်သိသိပြီးလိုက်တဲ့အခြေခံတရားတွေဖြစ်ပါတယ်။ဒီအခြေခံအချက်နဲ့တွေ အာမိမိတို့အတွက်ဆောင်းတရားတွေအများကြီးပါတယ်ရှောင်းတရားတွေလည်းအများကြီးပါပါတယ်ဘုရားရဲ့တရားတော်ရဆောင်းတာဆောင်းတဲ့ဟာကိုဆောင်းရှောင်းတဲ့ဟာကိုရှောင်းလုံးတဲ့နာကိုလုံးပြီးမလုံးတဲ့နာကိုရှောင်းဖို့ဒီကုကမနာမအရေးကြီးပါတယ်လုံးတဲ့မလုံးတဲ့အခုပတ်ချပြီးပြီးတော့အာလုံးတရားချက်ကြိုးရတဲ့ပေါင်းတော်ကြီးမလုံးတဲ့နာကိုရှောင်းပြီးတော့လုံးတဲ့နာကိုဆောင်းခြင်းဖြစ် ဒီဘဝမှာလည်းကောင်းကျိုးချမ်းသာရေးပြည့်စုံပြီးတော့ဘဝအဆက်ဆက်မှာကောင်းကျိုးချမ်းသာရေးရပြီးတဘဝတဲ့တဘဝအမြင့်တယ်မြင့်သွားပြီးနောက်ဆုံးမှာသာဝရငြိမ်းချမ်းတဲ့ခိုင်မဲတဲ့ချမ်းသာဒုက္ခကြီးတဲ့နိဗ္ဗာန်ချမ်းသာတို့ကိုစီကိုမှမျက်မှောက်ပြုပါဆက်ရောက်ကြပါစေ။သာသာ